မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ညကောင်မောင်တို့တွေကို စာရေးသူဆရာကြီးဖြာပုံလှမုံးွယ်ရေးသားတော့စေတနာအမျှရကြပါစေလို့မြည်ရတယ်ဝတ္ထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာစေတနာအမျှရကြပါစေတန်ချောင်းတည် လူလှိမ့်နေဤတဟီဟီညီရင်ခရောင်ကရန်းတွေပြောသည်မညီညာသောမျိုးသားများသည်တန်ချောင်းလှုပ်ရှားတိုင်းလာ၍လှုပ်ရှားနေကြသည်အစာများဖွာလျက် တဝက်မြတာရှိတော့သောသဘောဖြာစုပ်သည်တန်ချောင်းရှည်လက်ဆက်နိုင်လှုပ်ရှားတာအောင် အခင်းမလုံနိုင်ပေတန်ချောင်းတို့ကိုယ်လုံးရှစ်ရှစ်တပူးနေသည် အပြင်းပြားဖြာ၍တတိလက်မတက်ဖြစ်နေသည်မှာနှစ်ရက်ခန့်ရှိလေပြီကိုဝင်းသည်တားအဖြစ်ကိုငေးကြည့်၍နရွယ်ဖုံးမတက်ရှိသောသပင်ပုတ်တိုက်ကို လက်ချောင်းများနှင့်ထိုးဖွာကုတ်တွင်မိသည်တပြင်းရှင်နှင့်အတူဇနီးတဲ့မပန်းမြမျက်နာကိုကြည့်မိသည် မပန်းများသည်မူလအယောင်ပြောင်းနေပြီဖြစ်သောဆောင်ပါးလေးကိုတားငယ်ဤကိုပေါ်သို့လွှမ်း၍လွှမ်း၍ရှုံပေးနေသည်။တန်ချောင်းလှိမ့်လိုက်တိုင်းဆောင်ပါးလေးကချော့ကျသွားသည်။မပန်းများမျက်လုံးအိမ်တွင် မျက်ရည်စားသို့စို့တည်နေသည်။ဤအတိုင်းတားငယ်အဖြစ်ကိုကြည့်နေရင်အဆုံးချုံးခံရမည်လား။ခြေဆောင်လက်ဆောင်ဆောင်းထားသောငန်းစည်းကြီးသုံးကွက်စာလည်းကုန်ရှိပြီ။တန်ချောင်းကိုစိတ်မတက်ရသည်မှမနေကတဲ့ကဖြစ်သည်။ တို့ဒီအတိုင်းကြည့်နေလို့တော့မဖြစ်ပေဘူးပန်းများကိုဝင်းကတုံ့ဝမျက်နှာမှတစင်မညီမညာခင်ထားသောမျောသားများကိုစိုက်ကြည့်ရင်တုံရင်နွမ်းရတန်နှင့်ပြောသည် မပန်းများသည် သူ့ကိုမော့ကြည့်ပြီးတုံ့ဝမျက်လုံးထဲတွင်မျက်ရည်တို့ပြည့်ချန်နေသည်ပားပြန်ထက်သို့စီးကြလာသည်ญาတိဥရုထံကြောင့်ညို၍ရင့်လျော်နေသောတုံ့ဝမျက်နှာမှာအေးပြက်တံကြောင့်ရှောင်ကြွေနေသည်အားငယ်ဝမ်းနေခြင်းဖြင့်ညှိုးယော်နေသည် ရွာကိုသွားမှာဖြစ်မယ်။မပန်းမြကဇတွေးကိုမျိုးချရင်အတန်တိန်တိန်နှင့်ပြောသည်။ကိုဝင်းကအနီမွေးတွင်အကိုအဖြစ်ကိုငေးမောနေတော့သားသမီးလေးယောက်ကိုကြည့်ရင်တပြင်းနဲ့အတူခေါင်းညိတ်သည်။တဆက်သေးပင်ကန်းဆက်၌ရှိထားသောလှေကိုလည်းလှမ်းကြည့်မိသည်။လှေဝန်းထဲတွင်တံကူမြုပ်အောင်ရေဝင်နေသည်။လှေကအိုရသည့်အထဲငယ်လွန်းသည်။လူလေးယောက်ပင်မနေထိန်စီရသည်။ ထို့အပြင်မဖာထေရတီမှာလည်းကြာ၍ထေเจ้าများတွင်ရှင်စေးများပုတ်ထားရသည် အမဲယိုနေသည့်လေဖြစ်သည်ကိုဝင်းတို့နေထိုင်ရာအလေးကျတဲ့တော်အတွင်မှရွာကိုတရေတက်သွား၍တရေကြားမှပြန်ရောက်သည်တပင့်ရှုံနေထူထပ်၍ကုံလန်းခရီးသွားမရတို့ကြောင့်လည်းကိုဝင်းမှာအကြံရခတ်နေသည် သူတို့တဲ့ပန်ဝင်းကျင်တွင် ကနဆူလက်မှုတမဲကပလား စာတော်တသင့်ကြီးများစူးရှိရှုံရွယ်များပတ်ဝိုင်းနေ၏တန်းနေချင်းဟူ၍မရှိ တခေါ်တတာခမ်းများအဝေးတွင် သူတို့လိုဘဝတူ ထင်းခုတ်သမားတဲတလုံးတလေရှိတတ်သည် ထိုတဲများကိုသူမည်သို့အကူအညီတောင်းရပါမည်နီထင်းခုတ်သမားအားလုံးသည်15ရက်တပတ်များထင်းလာတင်သောပွဲသားများနှင့်သာဆက်သွယ်မှာယူကြသည်ဖြင့်ဇံသီသာမယုတ်ကြက်သွန်း ေဝါကိုရရှိကြမည်မဟုတ်လားသူတို့လုပ်ငန်းကိရိယာအဖြစ်ပစိန်လွှတန်တက်ရဲတင်းသာကောင်းကောင်းမွန်မွန်ရှိသည် လေတံမှန်ကြီးကြီးမားမားဟူ၍မရှိကြနှစ်ယောက်စီသုံးယောက်စီလင်ငယ်များသာရှိသည်ဒီလင်ငယ်များနှင့်ချောင်းယိုးချောင်းပြတ်တက်၍ထင်းဖြတ်ကြခုတ်ကြရသည်ရာသမျှအထင်းကိုချောင်းချင်းယိုးချင်းဖြစ်သည့်အလျောက်လင်ငယ်နှင့်တရွေ့၍ကဲ့ယူကြရသည်တဲ့အရောက်လမ်းထွင်၍ 2000နာ3000နာပခုံးဖြင့်ထမ်းယူကြရသည်ဤသို့ဆင်းရဲပင်ပန်းစွာလောက်ကင်ထားသောထင်းများကိုရွာခံပွဲစားသည်လေကြီးတံမှန်ကြီးများနှင့်15ရက်တစ်ပတ်လာရောက်တင်သည်ထို့သို့ပွဲစားလာသည့်အခါများတွင် စားတောက်ကုန်အဝတ်အထည်စေဝါများပါလာသည် ထင်းနှင့်တံမိုးသိမ့်၍လဲသည်ကိုဝင်းတို့လို ထင်းလုံသားများမှာရွာကို2လ3လတစ်ချိန်ပင်ရောက်ခဲကြရပါသည် အမေရဲ့ ရေရေသူ့အတွင်းမှာတန်ချောင်း၏လူလိမ့်တန်နှင့်ဘလုံးပထွေးရေတောင်းတန်ကြောင့်ပြတ်တောက်သွားသည် မပန်းမြသည်တန်ချောင်း၏ပါဇက်ထဲသို့ရေဆက်များချာပေးသည်တန်ချောင်းသည်ခရောင်ကတန်းရေရွတ်နေသည် ကိုဝင်းသည်တားပြစ်သူတန်ချောင်းကို စိတ်မချမ်းသာစွာကြည့်ရင်ဆုံးဖြတ်ချက်တစ်ခုကိုရှားလိုက်သည်မဲငါရွာသွားပြီးဆရာခေါ်ခဲ့မယ်ပန်းမြကသူ့ကိုမော့ကြည့်သည် ခလေးကိုတခါတည်းခေါ်မသွားဘူးလားခေါ်လို့မဖြစ်ဘူးလမ်းမှာပိုးပြီးအေးအေးမိနိုင်တယ်ပြီးတော့သူ့ကိုခေါ်ရင်မင်းမှလိုက်ရမယ်မင်းလိုက်ရင်ခလေးတွေကြီးထားခဲ့လို့မဖြစ်ဘူးလေခလေးတွေခေါ်ပြန်ရင်လည်းလှေကမနိုင်ဘူးဒီတော့ရှေကြွဘလောက်ပဲပေးရပေးရဆရာကိုခေါ်ခဲ့မယ်ကွာပွဲစားဥရှိထိုင်စီမှာငွေထပ်ပြောမယ်ကိုလိုင်ကခတိုးတိုးရှင်းပြသည်မပန်းမြသည်လေးတဲ့သာခေါင်းငင်းရသည် ကိုဝင်းရှင်းပြသည်ကိုသူမမြည်တို့ညင်းနိုင်ပါမည်နီသူမဆန္ဒအရမူခလေးကိုတပါတည်းခေါ်သွားစေခြင်းသည်ရှင်ငွေထပ်ပြောလို့ရပါမလားကိုဝင်းရဲ့အရင်အကျွေးက200ကျော်ကျော်လောက်ရှိသေးတာအေးရအောင်ပြောရမှာပဲမမရေးမကြမ်းရေးပဲကွာနောက်ကျွန်ခံဆက်ရဆက်ရမသွားမင်းသားကိုမင်းဂယူးဆိုင်လိုက်နော်ကိုဝင်းဒီပြောပြောဆိုဆိုနေ လုံချီပိုင်းတစ်ခုကိုခါးတွင်ပတ်ပေါင်း၍တဲပေါ်မှဆင်းလာခဲ့သည်ခလေးလေးယောက်သည်ဖယိုဖယဲနိုင်လာသောမိဘကြောင့်တွင် ထမင်းချန်းကဲကိုစားနှင့်တို့၍စားနေကြသည်ကိုဝင်းနှင့်မပန်းမြမှာစိုးရိမ်ပူပန်စိတ်ကြောင့်ထမင်းမှန်ဟင်းမှန်မသိဖြစ်နေ၍ခလေးတွေမှာချက်ပီတာရှိသမျှကို ဝေမျှစားနေကြခြင်းဖြစ်သည်အရှိန်ကညနေ3နာရီခန့်ရှိနေပြီ ရေတက်တွေမှာအတန်ကြာပြီဖြစ်၍ချောင်းထဲတွင် ရေဝက်ခန့်ရှိသည် ကိုဝင်းသည်လှေကလေးမှရေကိုခတ်တုတ်တုတ်ပတ်ထုတ်လိုက်ပြီးရေစုံအတိုင်းအားဆိုင်လျက်အပြင်းနှော်သည်ကိုဝင်းလှေကလေးကန်းဆက်ကိုအချိန်နှင့်ထိုးဆိုင်လိုက်သည်နှင့်အိမ်ပေါ်မှနှမ်းမြင်လိုက်ရသောဥရွှေလိုင်ကခေါင်းထောင်ကြည့်သည်အိမ်ထဲတွင်အောင်လင်းဓာမီကထိန်ထိန်လေးနေသည်ကိုဝင်းလှေတရားမှစိုက်ကြ၍ကိုဝင်းတက်လာသည်ကို မီးရောင်နှင့်လှမ်းမြင်နေရသည်အိမ်ပေါ်၌ယောက်ျားမိန်းမဆယ်ဦးခန့်ရှိနေသည် အားလုံးကအိမ်ပေါ်တို့ခတ်တုတ်တုတ်တက်လာတော့ကိုဝင်းကိုလှမ်းကြည့်နေကြသည်တက်ခေါက်ဆိုးသေးသောလုံကြီးကိုတို့တို့ဝတ်ထားသည်ရှည်လျားသောသပင်တို့ကိုတက်ခေါက်ဆွန်၍ညိုညင့်နေသည့်လုံကြီးပိုင်းနှင့်ထိပ်ပတ်လျက်ခေါင်းပေါင်းပေါင်းထားသည်ကြောမှပြောင်းတလင်းကြွက်သားအဖိုးထစ်တို့မှရွှေးနှင့်ပြောင်းချွဲ၍နေသည်ကိုဝင်းအစဉ်အသွေးမှ မီးရောင်အောက်ကိုရောက်မှပို၍တိမ်ငယ်သည်ဟုထင်၍သည် နတ်ပြောင်သောအသားမှာတစ်ဆေးဆုံထင်းသောပဆုနှင့်တရောင်နှင့်တသားတည်းဖြစ်နေသည်ဟေးမိုးရှုံမှာဘာကိစ္စလဲကွဦးရွှေလန်ကကိုဝင်းအားရှေ့ဆုံးကောင်းဆုံးအကဲခတ်တယ်လို့ကြည်ပြီးမေးလိုက်သည်ကိုဝင်းကထိုင်းနေသူများအားလုံးကို မျက်လုံးဝေး၍ကြည်လိုက်သည်ဒီဝါဤနာမည်ကြီးမြန်မာဆေးစရာဦးကျော်ကျင်းသည်အိမ်ဦးခန်း၌ကွန်းတမြုံမြုံဝါး၍ထိုင်းနေသည်ကိုဝင်းသည်အတက်ဝမ်းတာသွားသည် ကျွန်တော်သာအကြီးကောင်တန်ချောင်းပေါ်ဥွှေလာရင်တနေ့ကထင်းထန်းက အပြန်ရေရှိုးပြီးအပူငုပ်တယ်ထင်ပါရဲ့အလူအလဲနေမကောင်းဖြစ်နေတယ်ဗျာခရောင်ကရန်းတွေပြောရင်တစ်ချက်တစ်ချက်တတိတောင်လစ်နေတယ်အဲ့ဒါဆရာပင့်ဖို့လာရင် ဟောဒီကဆရာဥကြော်စင်ကို အခန်းနဲ့တွေ့ရတာဝမ်းသာလိုက်တာဆရာကျွန်တော်သားကိုလိုက်ကြည့်ပေးပါခင်ဗျာခလေးဟာအတော့ကိုမတက်တာဘူးဆရာရယ်ကိုဝင်းက ။ထင်းပွဲသာဥွှေ့နိုင်အမေးကိုဖြေရင်တဆက်သေးပင်မြမဆေးစရာကြီးဥကြော့ခြင်းပါတောင်းပန်စကားဆိုလိုက်သည်။အိုးဒီကောင်အမောတခော့ကွာ။ဒီမှာလဲငါကလေးအေးပတ်တယ်လို့ဖြစ်လို့ဆရာဥကြော့ခြင်းကိုပင်ထားရတာကွာ။မင်းကလေးစီလိုက်လို့ဘယ်ဖြစ်မလဲ။မတကရွာကိုခေါ်လာတယ်ဆိုရင်လည်းဟုတ်သေး။ဆရာဦးကျော်စင်ကဥွှေလိုင်းကိုကြည်နေသည်။ပွဲသာဥွှေလိုင်းသည်ကိုဝင်းကိုချူးတိုးတိုးကြည့်၍ ခေါင်းခါခါလက်ခါခါနဲ့ပြောသည် ကိုဝင်းကပါဇက်အဟောင်းသားနဲ့ကြည်နေသည်ပြီးတော့သူသည်ဆရာဦးကျော်စင်နဲ့မလမကန်းတွင်ရော်ရဲစွာထိုင်ရှားလိုက်သည်ခမည်းထံမှကျွန်တော်တို့ရသည်မထင်းနေအမြဲတွင်းနေတာပဲဗျာကျွန်တော်တို့အရှင်နေတိပါတယ်ဗျာကလေးနဲ့သူ့အမေပါခေါ်လာရင်တဲမှာကြံခဲ့တဲ့ကလေးတွေကြီးစိတ်ချထားခဲ့လို့ဘယ်ဖြစ်မလဲ ကျွန်တော်အားလုံးလာနိုင်အောင်လဲလှေကြီးကြီးမားမားမရှိလို့ဆရာကိုလာပြနေပါဗျာတဲနေဝန်းကျင်ဆိုတာလည်းမရှိပါဘူးကျွန်တော်တို့မှလူသူမနည်းတဲ့တောနဲ့ထဲမှာအလုလုကြရတဲ့သူတွေပါအိုးကွာဒီကလှေကြီးတစ်စင်းယူသွားကြည့်သွားဆရာတော့မထက်ပေးနိုင်ဘူးကိုဝင်းကတက်ပြင်းကိုခြိုက်လိုက်သည်လောက်ပါဗျာကျွန်တော်ကျွန်တော်နေရာနဲ့ဒီကိုတရေတက်တရေကြသွားရတာပါဗျာ ကျွန်တော်သွားခေါ်ပြီးဒီပြန်လာရတဲ့အချိန်အတွင်းမှာကျွန်တော်သားလေးများတခုခုဖြစ်သွားရင်ကိုကိုရိုးနေပါလိမ့်မယ်ဥွှေလာရင်ကျွန်တော်ကျွန်တော်တောင်းပန်နေတာပါဗျာခမားကလေးကအေးအေးမိတယ်ဆိုပေမဲ့ဆရာဦးပြီးကုနေရပါပြီလောလောဆယ်တတိလက်အောင်အသေးအံဖြစ်နေတဲ့ကျွန်တော်သားလေးကိုဆရာခဏလောက်ထက်လိုက်ချမ်းပါဗျာကျွန်တော်ချက်ချင်းပြန်ပို့ပါမယ်ဆရာရာကိုဝင်းဒီဥွှေလိုင်းကိုပြောရင် ဆရာပတ်လက်ကထိုက်၍တောင်းမှပြန်သည်ဆရာရှိကိုလည်းသူ့ကိုယ်ကို တိုးရွှေ့ထိုင်သည်အိုးဘယ်ဖြစ်မလဲငါခလေးအေးပတ်ယုံတို့ပြောမဖြစ်ဘူးကွာနမိုနီယာတို့တိုက်ဖွဲ့တို့ဖြစ်မှစိုးရင်ရတယ်ကွာဆရာကိုခေါ်လို့တော့မဖြစ်ဘူးဟိစေးလေးပါလေးဝယ်သွားပေါ့ဒီမှာရှေကျွားကငွေအစိတ်တောင်ပေးခေါ်ထားရတာကွာကိုဝင်းကိုဂယုနာတက်စွာကြည့်နေတော့ဆရာဦးကျော်စင်ကိုလမ်းမကြည့်ပဲ ။ဦးရွှေလိုင်ကဒေါသနဲ့ပြောသည်ကျ။ကျွန်တော်လဲခြေကြွားကအစိတ်ပေးပါမခင်ဗျာ။ဆရာခဏလေးလိုက်ခဲ့ပါ။ဒီမှာဦးရွှေလိုင်ရဲ့ကျွန်တော်တို့မိသားစုဟာခမရဲ့အလौဒမားတွေပါ။ကျွန်တော်ကျွန်တော်တို့ကြားမှာမှာခမရအလौကိုလုပ်ပေးနိုင်မှာပါဗျာ။ဒါကြောင့်ဆရာကိုခဏလေးခွင့်ပြုပါဗျာ။ဟိုးငါ့ကိုကတ်ချွဲမနေနဲ့ကွာမဖြစ်ဘူး။ဆရာလိုက်လို့ကိုမဖြစ်ဘူးဟဲ့။ ကိုဝင်းကပြောရင်းမှအတန်တင်ဝင်သွားသည်တောင်းမှန်တိုးချိုးသောမျက်လုံးအစုံနှင့်ဥရွှေထိုင်ကိုတလဲဆရာဥကြော့စင်ကိုတလဲကြည့်နေသည်ဥရွှေထိုင်ကမျက်နာလွှဲလိုက်သည်အေးကွယ်မောင်ဝင်းပြောတာလည်းဟုတ်ပေသားပဲပွဲစားလေးရဲ့ကလေးကအေးအေးနဲနဲမိတာပါကျုပ်ဆေးဥထားလို့အတော်ပေါ်သွားပါပြီဘာမှမစွရင်ရပါဘူးမောင်ဝင်းရဲ့ကလေးကိုလိုက်ကြည့်အောင်မယ်ကွယ်ဆရာဥကြော့စင်ကမနေတာတော့ပါ တင်းငင်အေးချမ်းစွာပြောလိုက်သည်။ဦးရွှေလိုင်းသည်ဆရာအားဖြတ်ခနဲကြည့်သည်။သူ့မျက်လုံးတို့မှာဒေါသမာနတို့ဖြင့်တောက်ပနေကြသည်။ဆရာအဲ့ဒါလို့ငစိမ့်မြင့်ငကင်းပြင့်မလုပ်ပါနဲ့။တခြားသူတွေပြင်ရင်ဆရာကိုခြေကြွကတဆက်ထက်ပို့ပေးတာမဟုတ်ပါဘူး။ကျွန်တော်ကခလေးရဲ့အတွက်အနာကမပြတ်ကြည့်ရှုပေးရအောင်။တမင်ငွေအစိတ်ပေးပြီးပင့်ထားတာပါ။ ဒီအကောင်အစိတ်ပေးမယ်ဆိုတာဆရာမလိုက်ရှင်းစားမှာနဲ့ဒီကောင်မှာငွေအစိတ်မပြောနဲ့ငါးချက်တောင်ပါရက်လာမေးကြည့်စားမအောင်ဗျာကျွန်တော်မှမပါပါဘူးဗျာဒါပေမဲ့ပွဲစားစီကဖတ်ပြောရမှာပါပဲပွဲသာကျွန်တော်စီထင်းတာတင်တဲ့အခါပွဲစားဖြတ်တဲ့ဈေးကိုမငင်းပါဘူးကျွန်တော်အခြေဆက်ပါမယ်ဗျာကိုဝင်းစကားကြောင့်ပွဲသာဥွှေလိုက်သည်အကွဲကွဲနဲ့မဲ့မဲ့ရွရွရေရှားလိုက်သည် လက်တပန်းနှင့်လည်းဝှေ့ရမ်း၍နန်းပါပါကသည်သူပစက်ထဲမှရွှေသွားတို့သည်အယောင်ထွက်သွား၏ဟိုးလာလာချီသေးကွာဟေးမင်းတို့စီမှာအကျွေးဘလောက်ရှိနေမလဲဒီတစ်ပတ်ထင်းလာတင်လာတော့မကြေနိုင်ဘူးကွာထပ်ပေးဖို့ကတော့မဖြစ်နိုင်ဘူးပေးစရာလည်းငါမှမရှိဘူးကွာကိုဝင်းကြီးမျက်နာသည်ညှိုးယော်သွားသည်သူ၏အင်းကြီးမရှိသောရင်ဖတ်မှကြွက်သားမဲမဲဖူးဖူးများကို ရောရဲစွာလက်တဖက်နှင့်ပုတ်သက်ရင်းမေးမော့ကြည့်နေသည်ဇတွေးကိုလည်းမျိုးချလိုက်၏လေချောင်းထဲမှာနှင်းဆို့သောအတန်ကယုံကံ၍ထွက်လာသည်ချက်ချက်ကျွန်တော်တို့မိသားစုကိုတနာပါအောင်ဗျာဟိုးမတနာနိုင်ဘူးကွာငွေလည်းထပ်မပေးနိုင်ဘူးဆရာလည်းအခေါ်မခံနိုင်ဘူးဦးရွှေနိုင်၏ခါခါသေးသေးစကားသံအစုံတွင်တမားတော်ကြီးဆရာဦးကျော်စင်သည် ရှေ့မှတွေးခံနေသော ကွန်တရွေးကိုပြစ်ခနဲ့ထွေးရှာလိုက်သည်ပြီးတော့ဆေးအိတ်ကိုဆွဲလျက်နေရာမှထားရလိုက်သည်တည်င်းမေးလာရောက်ပြီးထိုင်နေကြသူအားလုံးမှာအထိတ်တလန့်ဖြစ်သွားကြသည်ခင့်မီဆေးဝါဆရာဝန်မဆိုထားနဲ့ကျမ်းမာရေးမူတားပွားဆရာမပဲမရှိသေးသောတောခေါင်ခေါင်မှာအီယွာကလေးတွင် တိုင်းရင်းမြန်မာတမားတော်ကြီးဦးကျော်ခြင်းသည်အသက်ပေါင်းများစွာကယ်တင်ခဲ့ပြီးယောဂဝေဒနာခံစားရသူများကိုမြန်မာတိုင်းရင်းစေအတက်နှင့် ကုသချမ်းသာစေနိုင်ခဲ့သည်ဆရာတစုအဖြစ်အများကယိုသည်လေးစားမှုကိုခံယူနိုင်ခဲ့သည် စိတ်ထက်၍ပြတ်သားရဲရင်သူလည်းဖြစ်၏တို့ကြောင့်ပွဲသာဥရှိနိုင်ကလေးကိုတည်င်းမေးရောက်နေသူအလုံးဆရာဥကျော်စင်ကိုတထိတ်ထိတ်တလန်လန်ဖြင့်ကြည်နေမိခြင်းဖြစ်သည်ပွဲသာဥရှိနိုင်နဲ့တမားတော်ကြီးတို့မိတို့ဖြစ်ကြမည်နီဂိုင်းကိုရှိနိုင် ဟောဒီမှာမင်းငွေအစဲအကွာ မင်းကလေးဟာငါဆေးဝင်ထားတော့ဘာမှမဖြစ်တော့ဘူးဆိုတာလဲငါတောင်းဝန်ယူရဲတယ်။ဆက်ပြီးတော့လဲငါစောင့်ဖို့မလိုတော့ဘူးကွာ။ငါဟာတက်တက်ဆေးပညာနဲ့လူတွေမတည်သိရင်မတည်ရအောင်မနာသိရင်မနာရအောင် ကုသနေတဲ့အများပိုင်ဆရာကွာ။မင်းငွေများများပေးနိုင်နေဆိုပြီးမင်းတို့ဦးရကန့်တတ်ပိုင်ရှင်တို့မရဘူး။ငါပညာနဲ့ငါကိုငွေနဲ့ရှုပ်ကြိုင်လို့ရမယ်မင်းထင်သလား။ငါငွေမတတ်ကောင်မဟုတ်ဘူး။ တခြားကိစ္စတွေမင်းငွေနဲ့လုံးလို့ရပြီမဲ့ငါပညာနဲ့ငါကိုတော့ငွေတန်ဖိုးနဲ့ဆက်ဆံလို့မရဘူးဆိုတော့မင်းမြဲမြဲမှတ်ထားကွကဲလာမောင်ဝင်းအချိန်မီသွားကြရအောင်ပြောပြောဆိုဆိုနဲ့ဆရာဦးကျော်စင်သည်ဆဲအိတ်ကိုဆွဲကာအိမ်ပေါ်မှဆင်းခဲ့သည်ကျဲတဲ့သေးကငိုင်းကြည့်နေတော့ကိုဝင်းသည်ဆရာဦးကျော်စင်ခေါ်တန်ကြမှာအသက်ဝင်လာသူလို ဖြတ်ခနဲ့နေရာမှာထား၍အပြေးဆင်းလိုက်လာခဲ့သည် သူနောက်တွင်ပွဲစားလေးဥွှေ့နိုင်၏ဒေါသနှင့်အံကျိတ်ရင် တက်ခေါက်လိုက်သည့်အတန်သည်တိုးတိုးကျိတ်ကျိတ်ကြံရစ်ခဲ့ပါသည်ကိုဝင်း၏လင်ငယ်ကမ်းမှခွာသောအခါပွဲစားဥွှေ့နိုင်၏အိမ်သို့တည်င်းမေရောက်နေကြသောယောက်ျားမိမဆယ်ဦးခန့်မှာတပြိုင်တည်းလိုပင်နေရာမှအသေးသေးထား၍ထွက်သွားကြသည်အားလုံးကိုစူးစူးဝါးဝါးကြည့်ရင်ဥွှေ့တိုင်းမှာပို၍ဒေါသထွက်လာသည်အံကိုကျိတ်မိသည်ခုနောက် တက်ခေါက်ပြန်လီသူ့ခြေထောင်နေတွင်ဆရာဦးကျော်စင်ပြထားခဲ့သောငွေဆက်ကူများသည်ဖယိုဖယဲပြန်ကျဲနေ၏ဦးကျွေနိုင်သည့်ငွေဆက်ကူများကို ရှေနှင့်ကန်ပစ်လိုက်သည်အိပ်ပျော်နေသောတားငယ်ကို ရင်ခွင်၌ပိုက်ထားသည်ဇနီးသက်မခင်ရွှေက သူ့ကိုမချိုးမရှင်နှင့်ပြုံးကြည့်နေသည်ဦးကျွေနိုင်ကစောင်းစောင်းအောင်းအောင်းနှင့်မျက်နာလွှဲလိုက်၏ထို့နောက်ထွန်းထားသောအောက်လင်းတံမီးကိုနှိမ့်တက်လိုက်သည်ဦးကျွေနိုင်၏အိမ်သည် မောင်အတိကျသွားသည်တရွာလုံးလည်းတိတ်ဆိတ်နေသည်ကြဲရောင်မလင်းတလင်းအောက်တွင်ချောင်းရိုးအတိုင်းရေစည်းကိုဆန်၍ကိုဝင်းနေကလေးသည်တရွေ့၍တွားနေ၏နေပေါ်တွင်လိုက်ပါလာသောမြန်မာတိုင်းရင်သမားတော်ကြီးဆရာဦးကျော်စင်သည်ပတိကိုတကြောက်ကြောက်စိတ်သည်ပြီးတော့ကွန်တရွေးကိုရေထဲငုံထွေးလျက်တရဝါအများကျမ်းမှချမ်းသာကြပါစေရန်မြတ်တာပို့လျက်ရှိပါလေတည်း အေယာဝတီတိုင်းမဂ္ဂဇင်း1985ခုနှစ်ဟုတ်ကဲ့ပါခင်ဗျာကိုဆက်လက်ပြီးတော့စာရေးသူဆရာတွန်းရောင်ရေးသားတော်တနေ့တာနဲ့တသက်တာလို့အမည်ရတဲ့ဝတ္ထုတော်လေးကိုဆက်လက်၍ဖတ်ကြားတင်ဆက်ပေးကြပါရခင်ဗျာတနေ့တာနဲ့တသက်တာရန်ကုန်မြို့ဆင်ချေပုံရက်ွယ်လိုင်သာယာဆက်မှုဆောင်နနက်၄နာရီလျှက်စစ်မီးများမရှိသေးသောကြောင့်လမ်းကြားသည်မောင်းအတီး တွန်မိုးပြင်တော်အင်္ဂလိပ်၏အခန်းကျင်းထဲတွင် ကိုမြတ်သူနိုးထလာသည်အဲ့ရနိုးတော်လဲခန္ဓာကိုယ်တစ်ခုလုံးကတဆစ်ဆစ်နာကျင်နေသည်ညကအိမ်ဆောက်ပစ္စည်းဆိုင်မှာတည်ယူခဲ့သောဘီးလက်မြေအိမ်များ၏အလေးချိန်ကိုကြောနှင့်ပခုံးတို့ကမှတ်မိနေပုံရသည်တိရာတိရာမထားသေးဘူးလားသူ့အတန်းကြောင့်မတ်တိရာသည် ဆောင်းကြားမှာခေါင်းထောင်ကြည့်သည်မျက်နှာတွင် အေးအေးမဝမှုနှင့် စိုးရိမ်မှုတို့ရောထွေးနေသည်။အော်ထပြီးကိုမြတ်သူရဲ့ခေါင်းထဲမှာမုံဟင်းကားပဲတွေးနေရတာနဲ့ညကအဲ့လိုတောင်မပြောဘူး။မတိတာဒီကိုမြတ်သူကိုနှုတ်ဆက်ပြီးနောက်မိဖို့ကြောင့်ခန်းနေတဲ့သူဝင်သွားသည်။သူရင်မိသွေးမိဖို့ကိုမိမွေးသည်။မုံဟင်းကားအိုးကြီးတဲ့သူငဖယ်မုံနဲ့စီတက်ထားသောဟင်းခက်အမွေးကြိုင်များထည့်လိုက်သည့်အခါတင်းပြတ်သောရဏလေးသည်အခန်းထဲလွှမ်းခြုံသွားသည်။ ကိုမြတ်သူသည်အိမ်ရှိသို့ထွက်ခါညကလမ်းမပေါ်တွင်တင်ထားခဲ့သောဆိုက်ကားဟောင်းကြီးကိုကြည့်လိုက်သည်ဒီဆိုက်ကားကြီးကသူ့ရဲ့ဘဝသူ့ရဲ့မျောလင်းချက်ဖြစ်တယ်လို့တားဖြစ်သူမောင်စရာရဲ့ကြောင်းစရိတ်အတွေ့အားထားရတခုလည်းဖြစ်သည်ဆိုက်ကားကိုတည်တည်ချာချာစစ်ဆေးနေတော့ဖိုးကနေအတန်နှင့်အတူဘိန်းတပိန်လေရော့သွားသည်ကိုတွေ့လိုက်ရသည်တာယာကိုစမ်းကြည့်သောအခါလက်နှင့်ဆိုင်း၍ပင်တိတိတသာသာအပေါက်တပေါက် ဟာဖះရရေဒီနေ့မှပဲဖះရနေသလားကိုမြတ်သူစိတ်ထဲမှာတိုးတိုးညင်းညင်းကလေးညီးလိုက်သည်တာယာအစ်စ်လဲရန်ဆုထားသောပတ်စံမှာမလုံလောက်သည်ဘာဖြစ်တာလဲကိုမြတ်သူမသိတာသည်မုံရင်ကားပုံနာမှပြစ်ထွက်လာသည် ကိုမြတ်သူကတာယာကိုလက်ညိုးထိုးပြလိုက်ရာမသိတာဤမျက်နာသည်လေမတာမယာဖြစ်သွားသည်ဒီနေ့မှကံကလေးနော် မတိရာသည်စိတ်မပြတ်တယ်လို့ပြောလိုက်တော့လေ။သူမမြောင်ဝန်းတွင်စိုးရင်စိတ်အရေးအယောင်များပေါ်နေသည်။မောင်စေရာသည်အခန်းတောင်းကြည့်စပွဲငယ်ကလေးတွင်ထိုင်နေသည်။သူသည်ပေါက်နေသောတာယာကိုလည်းကြည့်သည်။မပြောဘဲပေါ်တွင် မောင်ရင်ကားဘက်ထက်ကဆိုင်သို့သွားဖို့ရန်ပြင်ဆင်နေသည်။မိခင်၏လက်များကိုလည်းလှမ်းကြည့်သည်။မောင်စေရာလက်ထဲတွင်မင်းညားကအဖေဖက်ပြသောစာအုပ်ကိုတင်းတင်းဆုပ်ကင်ထားသည်။ တာစာအုပ်တွေဖတ်နေမေမေဈေးခဏတွားရောက်လိုက်အောင်မယ်အဖေကလည်းနားနားနေနေနေခိုင်းလိုက်အောင်နော်မသိရထွက်သွားပြီးနောက်ကိုမြတ်တို့ဒီဈေးရကိုကြည့်ကာတက်ပြင်းရှားလိုက်သည်ဒါရီကျောင်းစာတွေရောပြီးပြီလားပြီးပါပြီဖေ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 နေမကောင်းဘူးလားဖေဖေမောနေတာတားမြင်နေမမောပါဘူးတားရဲ့ဒီနေ့နည်းနည်းလေးခါးတွေနားနေတာ ဒါအတွက်စာအုပ်အတိတ်ကလေးဝယ်ပေးဖို့အဖေကြိုးစားချာနေတာတိလားဇေယသည်ကောင်းကျင်ပြသည်ခုနောက်ဇပွဲအောက်မှမြေအိုးလေးဖြင့်ပြုလုပ်ထားသောစူဘူးလေးကိုဆွဲထုတ်လိုက်သည်ထိုစူဘူးလေးသည်ဇေယဤကျောင်းစာအုပ်ဖို့နှင့်မုတ်ဘူးအချို့ကိုစူဆောင်းထားခြင်းဖြစ်သည်ထိုအထဲတွင်ရရငွေစာများကိုမတိတာကလည်းထည့်ပေးထားသည်ဖေဖေဒီမှာတားဆုတ်ထားတဲ့ပတ်စံတွေ ကိုမြတ်သူအံဩသွားသည်ဒါဒါကဒါစာအုပ်ဖိုးတွေလေအဖေဘလို့ယူနိုင်မလဲအဖေရဲ့ဖေဖေတို့ကြားမှာဖို့ဒီအင်္ဂလိပ်မှာအတူတူဆက်နေဖို့ကပိုအရေးကြီးတယ်လေစာအုပ်ကခဏနေမှာဝယ်လို့ရတယ်ဒီတာယာကိုအရင်ပြင်လိုက်နော်ညကျရင်သားကိုပုံမြင်လေးဖတ်ပြပေးပါလားကိုမြတ်သူဒီသားဖြစ်သူဤရင်းကျက်သောစကားကြောင့်မျက်ရည်ဝဲရသည် အရှိကံလူစန်းသားတို့ဤတာသမီများသည်ငယ်ပယ်ခြင်းကလေးကပင်ဘဝ၏အလေးချိန်ကိုတည်တတ်ကြသည်ဇေယျ၏နားလည်မှုသည် ကိုမြတ်သူ၏ပင်ပန်းမှုကို အစားထိုးလိုက်သည့်အာရင်တစ်ခုဖြစ်သွားသည်ကိုမြတ်သူသည်ဇေယျကို ရင်ခွင်ထဲဖတ်ထားလိုက်ပြီအဖေတာယာပြင်လိုက်မယ်တာကြီးအဖေတာစာတော်အောင်ကြိုးစားနော်ပြောရင်ဇေယျပေးသည့်စူပူလေးကိုခေါင်းရင်ထားကထွက်သွားသည် တဏ္ဍာရီကကြတွင်မတ္တိတာဈေးရောက်နေသည်ဈေးသက်များတဲ့တွင် သူမသည်အယောင်းဝင်အကောင်းဆုံးမဟုတ်တော့လေကောင်းမွန်သောမုံဟင်းကားအရသာကြောင့်အမြဲတမ်းပုံမှန်ဖောက်တယ်ရှိသည်သို့တော်ယနေ့နနခင်းသည်နေသာတော်လဲအေးဆက်နေသည်အန်တီတီတာဒီနေ့ငါဟင်းကနည်းနည်းပါသလားမသိဘူးနော်ဖောက်တဲ့တူကြီးဝေပန်တန်ကြောင့်မတ္တိတာရင်ထဲမကောင်းဟုတ်တယ်အမကြီးငါးစည်းတွေကအရန်တက်လာလို့ နည်းနည်းရွှေပြေချလိုက်ရတာပါနောက်နေ့ဆိုရင်တော့ပို့ထည့်ပေးပါမယ်နော်သူမနေ့စဉ်ရုံးကန်နေရဒီမှာဤတို့ပင်စားရဲရိတ်ခါသေးများတက်လာတိုင်းသူမ၏အမြတ်ငွေသည်ပါလာသည်အိန်နာက ခလေးအကြောင်းစရိတ်လျှက်ရစ်မီဘူးရေဘူးဇရိတ်များကတော့ကြမသွားကိုမြတ်သူ၏နေသားဝင်ငွေကလည်းရာသီဥတုနှင့်အလောက်ရှိမရှိပေါ်တွင်မူတည်နေသည် ပုံမှန်မဝင် နေလက်ကင်းတွင်ကိုမြတ်သူသည် ပြာရာပြင်းပြီးစိုက်ကားနဲ့ပြန်ရောက်လာသည်ဈေးရစုဘူးတွေကပတ်စံများကုန်သွားပြီနေလည်းကင်းအလုတ်ဆက်ချာရမည်ဒီတာဒီနေ့အလုတ်တိတ်မရှိဘူးဆိုင်ကယ်သမားတွေများလာတော့စိုက်ကားသမားတွေနေရာမရတော့ဘူးဟေငါဆောက်လို့ရေးပဲလိုက်ချာကြည့်လိုက်အောင်မယ်ကိုမြတ်သူအခုຢာတွေကမဟုတ်ကြသားဆိုတော့ဆောက်လို့ရေးကိစ္စတွေကနည်းနည်းပါတယ်နေကောင်းတာလေးလည်းမကြသေးဘူးနားပါအောင်လား နားတို့မဖြစ်ဘူးတည်တာကြီးအိမ်လာကပေးမရက်ကနှီးလာပြီငါတို့တလားတော့ဆိုင်းငံ့ခိုင်းကြည့်ပေမဲ့အိမ်ပိုင်ချင်းကမရဘူးတဲ့ဒီညနေနောက်ဆုံးလာပြီးရှင်းမယ်ပြောသွားတာပဲဟေးကိုမြတ်တို့ရဲ့အတန်ဒီတုံရင်နေသည်ဖွဲ့စကားကြောင့်မတ်တီတာ၏မျက်နှာတစ်ခုလုံးဖြူဖတ်သွားသည်အိမ်လာကသည်သူတို့အတွေ့လဲပင်ကျိုးတစ်ခုလိုဖြစ်နေသည်သူမသည်အနာရှိကျင်းနေအောင်မုံရင်ကအိုးကြီးကိုမတိမတာလှမ်းကြည့်လိုက်သည် ထိုအိုးကြီးသည်သူမ၏လက်ဆွဲတော်သူမ၏ကိုပိုင်စီဝါရေး၏အရင်အနည်းဖြစ်သည်သူမသည်ထိုအိုးကြီးဖြင့်ဆယ်နှစ်ကျော်ရုန်းကန်ခဲ့သည်ညနေ၆နာရီနေရောင် အတော်အတန်မေးမိန်သွားပြီမုံရင်ကားအိုးအောက်ကမီးများလည်းငြိမ်းသွားပြီမိဖို့တဲတွင်ကြမ်းနေသည့်မိခဲများလိုပင်သူတို့နှစ်ဦး၏မျှော်လင့်ချက်များကမှိန်ကြံနေသည်ကိုမြတ်သူသည်တနေ့လုံးအလုံးမရခဲ့ပင်ပန်းနွမ်းနေတော်လဲ အိမ်ရှင်နာမည်အချိန်ကိုစောင့်မျှော်နေရသဖြင့်အိမ်မပြောကိုမြတ်သူမတ်တီရာစတင်၍စကားပြောသည်သူမ၏အတန်တွင်တည်ငြိမ်မှုနှင့်ပြတ်သားမှုရှိနေသည်ငါတို့ဒီအခက်ခဲကိုဒီတိုင်းထမ်းကြည့်နေလို့မဖြစ်ပေဘူးထိုအခါကိုမြတ်သူကစိတ်ပြက်လက်ပြက်ဖြင့်ခေါင်းငြိမ်ပြသည်ဘာတတ်နိုင်အောင်မလဲတီရာရဲ့နေလို့သားမိကိုငါဝါအောင်မကျွေးနိုင်အစဉ်ပြေအောင်မထားနိုင်တာငါ့ကိုခွင့်လွှတ်ပါကွာအိုး ဒီလိုမပြောပါနဲ့ကျမတို့လက်ထဲမှာတခုတော့ကြံသေးတယ်လေအဲ့ဒီမုံဟင်းကားအိုးနဲ့အတုံးအဆောင်တွေကိုမြတ်သူ တောင့်တင်းသွားသည်ဟမ်သိတာနေဒါကိုမလုပ်ရဘူးဒါကနေရဲ့ဘဝနေစနေလုံးလုံးအားကိုးခဲ့တဲ့အရင်ဒီရောင်းလိုက်ရင်နေဘာလို့စားတော့မှာလဲမတိတာဒီကိုမြတ်သူဤလက်ကို ဆုပ်ကင်ပြီးမျက်လုံးချင်းစုံကပြောသည်ဟုတ်တယ် ်ဒီအိုးကိုကျမအယမ်းရှက်တယ်ဒါပေမဲ့ဒီအိုးထက်ပိုတန်ဖို့ရှိတာကတာလီစီယာရဲ့ပညာရေးနဲ့ကျမတို့မိသားစုရဲ့အတူတူနေထိုင်ခွင့်ကိုပဲကိုမြတ်သူအိမ်လားကမရှင်းနိုင်ရင်ကျမတို့ဒီဝက်ဒီရက်ွက်ကနေထွက်ရတော့မှာဒါကြောင်းပြောင်းရတော့မှာမတိတာဤစကားသည် ကိုမြတ်သူကို တိတ်ဆိတ်သွားစေသည်ဇေယသည် စာတော်သည် အိမ်မက်ရှိသည် ထိုအိမ်မက်ကိုဖျက်ဆီးမရရောင်းလိုက်ပါကိုမြတ်သူ ဒီဘက်ဆန်နေနဲ့အိမ်လားကချင်းလိုက်ရအောင်။ပြီးရင် ကျမတို့လက်ဖက်ရည်နဲ့ပဲပြုတ်နံပြားရောင်းနဲ့အသေးစားကလေးကနေပြန်ဆမယ်။အဲဒီကနေပြန်ဆရဲဖို့ပဲလိုတယ်လေ။ကိုမြတ်သူဒီဆယ်မိနဲ့မှစဉ်းစားပြီးနောက်မျက်ရည်များဝဲတက်လာသည်။ကောင်းပြီ။နင်းသဘောထားကြီးတယ်လို့ပဲငါတို့ကြိုးစားကြ။မနှက်ပြန်ဟာငါတို့အတွက်အစအသင့်တစ်ခုဖြစ်ပါလေ။နောက်တနေ့နဲ့နှက်ခင် မုံရင်အားအိုးကြီးတီသူတို့အိမ်တွေမရှိတော့ရက်ွက်ထဲမှာကုံစုံဆိုင်ချင်းတဦးထံရောင်းလိုက်ရမှာရရှိသောငွေသည်အိမ်လာကပေးရန်လုံလောက်ခဲ့သည်ကိုမြတ်သူသည်စိုက်ကားကိုတည်တည်ချာချာတန်ရှင်းနေသည်ယနေ့မှစ၍သူသည်တငယ်ချင်းကုံစုံဆိုင်တွင်ပစ္စည်းလိုက်ပို့သည့်အမြဲတမ်းအလုပ်ရသည်ဝင်ငွေနှဲပါတော်လဲနေ့စဉ်ပုံမှန်ရနေပေမည်မတ်တီတာသည်လည်းမုံရင်ကအိုးကြီးအစာတန်ဖြူဘူးတည်တည်လေးတဲ့တွင်လက်ဖက်ရည်နှင့် ပဲပြုတ်နံပြားပြင်ဆင်နေသည်မိခိုးငွေများသည်အခန်းထဲမှအပြင်သို့တလွင်လွင်ထွက်နေသည်အစားကပြန်စားရတော့လဲ၎င်းတို့မျက်နှာတွင်တက်တာရရသွားတော့အရေးအယောင်များပေါ်နေသည်အ ਨੇ ဆုံးတော့သူတို့မိသားစုအတူတူရှိနေသေးသည်မောင်စေရာចောင်းသွားရန်ပြင်ဆင်ပြီးအဖေနှင့်အမေကိုလက်ပြသည်သူ့လက်ထဲတွင်မနေ့ကအဖေဝယ်ပေးလိုက်သောတမိုင်းစာအုပ်အသက်ဆက်ဆက်တအုပ်ကိုပွေထားသည်ဖေဖေမေမေ တားတော်ပြီတားရင်စာတော်အောင်ကြိုးစားနော်ကိုမြတ်တို့နဲ့မတ်တီတာတို့တပြိုင်နက်လှမ်းပြောလိုက်သည်ဇေယျသည်လမ်းလျှောက်သွားသည်ကိုမြတ်တို့သည်လမ်းမပေါ်ထွက်သွားသောတားဤကြောပြင်ကိုကြည့်ရင်အိမ်နိုင်ရာကိုပြီးကရက်နေသည်မတ်တီတာကိုပြုံးပြလိုက်သည်အိုးကြီးကိုဆွန့်လွှတ်လိုက်ရခြင်းကြောင့်ရင်ထဲနာကျင်နေတော်လေဤဆွန့်လွှတ်မှုကတားပြစ်သူ၏အနာဂတ်နှင့်မိသားစု၏ဆက်လက်ရှင်သန်ခွင့်ကိုလဲလှယ်ပေးလိုက်သည်ဟု သူခံစားလိုက်ရသည် ကိုမြတ်သူသည် ကားမလမ်းဘက်မှ ထွက်လာသောနန္ဒခင်းနေအောင်ကြီးကို ရှုမှတ်လိုက်သည်အနှွေးဓာတ်ပင်းနေသောထုံနေအောင်ကြီးသည် သူတို့အိမ်ဤတုံမိုးပေါ်သို့ကြာရောက်နေသည်ဘဝဟာဘလောက်ပဲခက်ခဲပါသည် မနက်ဖြန်တိုင်းမှာနေအောင်ကြီးကတော့အမြဲထွက်ပေါ်လာမြဲပါပဲ။အဲ့ဒီနေအောင်ကြီးအောက်မှာငါတို့ဆက်လက်ရုန်းကန်နေရအောင်ပါပါ။ကြိုးစားလျက်၃ရောင် ုတ်ကဲ့ပါခင်ဗျာစာရေးသူဖြာပုံလှမိုးနယ်ရေးသားတော့စေတနာအမျှရကြပါစေလို့အမိရတဲ့ဝတ္ထုတို့လေးနဲ့စာရေးသူဆရာတွန်းရောင်ရေးသားတော့တနစ်တာနဲ့တသက်တာလို့အမိရတဲ့ဝတ္ထုတို့လေးနှစ်ပုဒ်ကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြည့်ပေးခဲ့ကြသူညီကောင်မတော်များအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ဒီနောက်ထပ်ဝတ္ထုတို့လေးတွေနဲ့ပြန်လည်ဆောင်တွေ့ကြပါမယ်ခင်ဗျာ ကျွန်တော်တို့ရဲ့ညီကောင်မောင်နှမများအားလုံးကိုစိတ်နှပါချွင်လန်းရှမ်းမြေကြပါစေခင်ဗျာ